တော့ရှေ့ဆက်ကုန်ဆိုရောက်ပြီလေဒီတကြံဆိုပဲရောက်တော့မှာဘာမှမလိုတော့ဘူးเนาะဒီတကြံပြီးတာနဲ့1380ကုန်မြန်မာနှစ်ပြောင်းပြီ86ကုန်နဲ့80ကုန်ပြောင်းပြီ80ကုန်မှာကျွန်တော်တို့ဘလူတွေကန်ညံ့မလဲဘလူတွေကန်ကောင်းမလဲဒါကတော့ရေဘူးကတိတ်ဆန်တယ်ပေါ့ရောက်ဆဲအသက်ပေါ်မူတည်တယ်ရောက်နေတဲ့အသက်ကဘလောက်လဲဒီအသက်ပေါ်မူတည်ပြီးတော့ကန်အကောင်းဆိုးကပိုသေးကြပါတယ်နောက်ပြီးမွေးထားတဲ့မွေးချိန်ပေါ်မူတည်ပြီးတော့ကန်အကောင်းဆိုးကပိုပြီးတိကျကြပြောနိုင်လိမ့်မယ်နောက်ပြီးပေးထားတဲ့နံပါတ်ပေါ်မူတည်ပြီးတော့ကန်အကောင်းဆိုး ပိုပြီးတိတိကျကျဒီဒီကျပြောနိုင်လိမ့်မယ်ဒါကတော့အားလုံးကြည့်လို့ရအောင်ယူဘွားကံပေါ့အဲ့တော့1389နဲ့ရောက်လာပြီဆိုရင်ကျွန်တော်တို့အနေနဲ့ဟိုဘလို့မကန်ကြီးဒီလောက်စိုးနေတယ်ဘလို့မကန်ကောင်းနေတယ်လို့တော့ကျွန်တော်တို့ဒါမပြောချင်ဘူးဗျမပြောချင်ဘူးเนาะဟိုဘာလို့ကန်စိုးတဲ့လူကလည်းသူ့ရဲ့အတ္တပိုင်းချကောင်းနေရင်ကန်ကောင်းနေမှာပဲအဲ့ကံကောင်းပါလေလို့ပြောရလို့လည်းလက်မထောင်လို့မရဘူးသူရကံအပိုင်းစားမှာညံ့နေတဲ့ဒတာတွေဖြတ်နေရတယ်စိုးနေတဲ့ဒတာတွေဖြတ်နေရတယ် ဒါလို့ဆိုရင်လည်းမကောင်းဘူးပေါ့နတ်ခတ်ပေတင်းကလည်းအမြင်ရှင်နေမကောင်းတဲ့ကာလနဲ့သွားပြီးတော့ဖြစ်နေတယ်အကိုနေတဲ့လက်ပေါ်မှာဘာဂျိုတွေဘာဂျိုတွေကောသွားလာစီးနေတာမျိုးတွေဖြစ်တယ်ဆိုရင်လည်းဒါကောင်းမှာမဟုတ်ဘူးဒါတော့ခုပြောတာတော့နည်းနည်းရေဘူကနည်းနည်းစမ်းမှာပေါ့အဲ့တော့ဒင်းကလေးသားသမီးတွေကဒီ1389နဲ့ရောက်လာပြီဆိုရင်ပုံမှန်အားဖြင့်ဆိုရင်တော့ဘီစရာတွေတော်တော်များများဆိုးမယ်မကောင်းဘူးပြောကြပါလိမ့်မယ်အဲမဆိုးဘူးလားဆိုတော့ဆိုးပါတယ်ဘာလို့လဲတော့အကြံစီစိတ်ကူတာတဲ့ကိစ္စတော်တော်များများကတရားရဂိုင်းတော့အပြည့်ဖြစ်ဖို့ခဲရင်တဲ့နှစ်ပါနော် အဲ့တော့ကျွန်တော်တို့ဆရာဆရာမတွေကဟိုចောင်းသားတွေကိုပြောတယ်လို့ပေါ့ဗျာကျွန်တော်တို့စက်နေတန်းအဲကျွန်တော်ခေတ်ကတော့10တန်းပေါ့10တန်းတော့ပြောလို့အေးဒီတို့တွေရင်လောက်အမှန်းမှာဒူးလောက်တင်တာဒီလိုပဲအဲ့တော့တကယ်လေတင်းကုန်တွေသားမီးတွေကဒီနှစ်မှာရင်လောက်အမှန်းမှာဒူးလောက်တင်တဲ့နှစ်ပါဟိုဟိုနော်အဲ့ဒါကြောင့်ဘာပဲဖြစ်ဖြစ်တော့ကျွန်တော်တို့ကဟိုတင်းကုန်တွေသားမီးတွေလည်းဒီနှစ်ပိုင်းကဟိုစူးစမ်းဖို့လိုတယ် စူးစမ်းတဲ့ရလက်တွေနည်းနည်းယော့ပြီးရနိုင်တယ်ဆိုတာကိုပြောတာ။ဒါကြောင့်ပဲရှင်လောက်မှန်းပြီးစူးစမ်းမှပဲဒူးလောက်တင်ပဲနော်။အဲဒါကြောင့်ကျွန်တော်တို့ကခါလောက်မှန်းပြီးစူးစမ်းရဲဆိုရင်တော့ဟိုဟာချင်းမျက်စိလောက်ပဲတင်ရင်တင်မှာပေါ့။ဒါကြောင့်တင်းတွေသားမိတွေကပို့ပြီးစူးစမ်းရမယ်အနေထားမျိုးတွေ့ရပါတယ်နော်။ဒါလေးကိုသိသိကြပါတယ်။ဟိုနောက်ပြီးတော့ကျွန်တော်တို့သိရမယ့်အချက်ကဘာလဲဆိုတော့ဟိုတင်းတွေသားမိတွေဒီနှစ်မှာအရန်ကြီး ဟိုလမ်းအိုလမ်းဟောင်းလိုက်တဲ့လူတွေစစ်မပြေသေးဘူးနော်တင်းကုန်းတွေတောင်းပြီးလဲဖြစ်တယ်ဆိုတော့1980ခုမှာလမ်းတက်ဖောက်ပါလမ်းအသက်ဖောက်ပြီးကြိုးစားမှပဲပို့ပြီးတော့အောင်မြင်နိုင်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်ပဲလမ်းအိုအရင်မလိုက်နဲ့လမ်းဟောင်းမလိုက်နဲ့အရင်ကြီးမှေးမနေနဲ့ဘာတွေပြောင်းလဲလို့ရအောင်လဲခေရေးစီချောင်းရအောင်ဘယ်လိုဖြစ်သွားလဲငါရဲ့အနေထားကဘယ်လိုပြက်ယွန်းသွားလဲဒါအောင်ကဘယ်လိုအသက်ပြန်ဆမလဲဒီလိုမျိုးစဉ်းစားဘူးဝန်ထမ်းလကသားဆိုလဲအလုပ်ကညှင်းငွေနေမပြောတော့ဘူးနောက်အသက်တစ်ခုကလည်းမြင်တယ်လမ်းကြောင်းလည်းမြင်တယ် အာငါဝင်နှန်းလောက်လာတာ10နှစ်ကျော်ပါပြီ20ကျော်ပါပြီငါဒီတိုင်းပဲမှီးနေလိုက်တော့မယ်အဲ့လိုလှုပ်တဲ့လူမျိုးတော့မကြိုက်ပါဘူးကံငေါ့ရင်းတွေသားမီးတွေဒီနှစ်မှာ change ချက်များများလုပ်ပါအစ်စ်အစ်စ်တွေကိုစလောင်ပါလို့ပြောပါတယ်တဲလာသားမီးတွေတွေနဲ့ဒီနှစ်ကပျော့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 ပါးပါးနဲ့လှုပ်လှုပ်ရမယ်နှစ်ပါဟိုစိတ်ချမ်းသာနဲ့လှုပ်လှုပ်ရမယ်နှစ်တကယ်လဲပေါ့ပေါ့ပါပျော့ပေါ့ပါစိတ်ချမ်းသာနဲ့အလုပ်လုပ်ပါလို့ပဲပြောလို့ ਨੇ တခုပဲတဲလာသားမီးတွေကကံမကောင်းတာမဟုတ်ကံကောင်းတယ်အပျော်ကနဲ့အပြက်မရောက်သွားဘူးလို့ပါတယ်နော် အပြက်ရောက်ပြီးတော့ပေါ့သွားတာမလွတ်လွတ်လွတ်ချင်သိမရှိတော့တာအရင်ပေါ့ပေါလုံးအကြည့်ပြီးတော့ဘာမှမအာရုံမရတဲ့အဆင်မရောက်သွားရင်တော်ပြီပေါ့ပေါ့ပေါ့နဲ့အလုံးလုံးလို့ကောင်းပါတယ်ပန်းနိုင်အောင်လည်းပျော်ပျော်ရွှင်ရွှင်နဲ့ ACN ရေရောက်သွားနိုင်တာဖြစ်တယ်တင်းလာသားမီဒီယာဒီနေ့မှာကံအားဖြင့်မစိုးဘူးလို့ပဲပြောရမယ်အဲ့တော့လူငယ်တွေအနေနဲ့အပြက်ဖက်မရောက်သွားနဲ့လူငယ်တွေအနေနဲ့ဟိုအရင်ကြီးဟိုလူမှုရေးကိစ္စအခြေရေးကိစ္စတွေပေါ်မှာအရင်စိတ်မနှက်ထားနဲ့ကိုလို့ဆရာရှိတာလုံးဒီလိုမျိုးပဲပြောဆိုပါတယ်တင်းလာသားမီဒီယာဒီနေ့မှာကန်လေးတော့သူမစိုးဘူးပေါ့နော် မစိုးဘူးဟိုတင်းတင်းလျောက်ပတ်တယ်လို့ပဲကျွန်တော်တို့ပြောကြမှာတယ်အင်္ဂါသားသမီးတွေအင်္ဂါသားသမီးတွေကမနေ့ကကံအညံ့များတယ်အားလုံးလည်းသိကြတယ်ကံညံ့တယ်အင်္ဂါသားသမီးတွေအနေနဲ့ကျမအညံ့တယ်ကျွန်တော်လည်းကျမအညံ့တယ်ဒီ၃လရက်တောင်ကျွန်တော်အရန်အပူရှက်သွားတဲ့ပုံစံမျိုးခံစားရတာတော်တော်ဆိုးပါတယ်ကျွန်တော်နေပူကြီးထဲမှာအဲ့လိုရှောက်ပြီးနည်းနည်းလှုပ်လိုက်တာပေါ့နော်အဲဟို၃ရက်လောက်ကျွန်တော်တော့ခံလိုက်ရတယ် ဒါတော့ဟိုအင်္ဂါသားမီးတွေအနေနဲ့ဒီဘက်ရောက်လာပြီဆိုရင်တော့လုပ်ငန်းကိုင်ကန်စီးပွားရေးပြန်ပြီးတော့အားထက်လာနိုင်လိမ့်မယ်အလုပ်ပြကန်ပြဖြစ်နေတယ်ကျွန်တော်တို့လိုအလုပ်ပြကန်ပြဖြစ်အလုပ်မလုပ်နိုင်တဲ့နေသားမျိုးတွေကပြန်အလုပ်လုပ်နိုင်တာလိမ့်မယ်အားချိုးမှန်တက်လုပ်နိုင်စွမ်းနေမြန်မာလာလိမ့်မယ်အလုပ်နဲ့ပတ်သက်ပြီးအင်္ဂါသားမီးတွေအခွင့်အရေးတိတ်ကောင်းတယ်လုံးနဲ့ပတ်သက်ပြီးကောင်းတယ်အင်္ဂါသားမီးတွေနဲ့နိုင်ငံခြားထွက်ပြီးစီးပွားရှာခြင်းနဲ့ရုပ်ဝေးသွားပြီးအလုပ်လုပ်ခြင်းနဲ့တနေရာသွားပြီးတော့ဟိုဟာကိုယ့်နေရာကတော့လုံးလုံးလို့မကောင်းတော့ဘူးတိုင်းပြည်မငြိမ်သက်လို့စစ်ဖြစ်လို့ငလင်လှုပ်သွားလို့ နေရာအသစ်မှာသွားပြီးစီးပွားရှာတော့မယ်ငါအဝေးကိုသွားတော့မယ်ဒီမှာတော့မလုပ်တော့ဘူးအဲဒီလိုလိုမျိုးလူမျိုးတွေတော့တိတ်ကောင်းပါတယ်။အော်အင်္ဂါသားမိတွေကိုကျွန်တော်ကတော့အဲ့ဒါတွေကိုသဘောကျတယ်။ကိုကိုအသက်လုတဲ့ကိစ္စမျိုးတွေမှာအဲဘာပဲဖြစ်ဖြစ်တော့အင်္ဂါသားမိတွေကပို့ပြီးတော့ကောင်းတယ်ဗောနော်။ပို့ပြီးတော့အဝေးသွားပြီးစွန့်စားမယ်ကိစ္စမျိုးတွေမှာလည်းကောင်းလာတယ်။အဲနေဘက်တက်မှာကျင့်လဲမယ်ဆိုရင်အင်္ဂါသားမိတွေကကောင်းလာတယ်။ချုံနေရာတွေမှာလည်းကံကအဟောင်းရက်ပြီးတော့အသက်ပေးတာတာရှိတဲ့အတွက်အင်္ဂါသားမိတွေကခါကျရင်အလုပြုတ်သွားတာမျိုးလူ short ရတယ်ပါသွားတာမျိုးငါငါသွားပါရွာငါဘွားကြီးအဲ့လိုမတွေးပါနဲ့ ကံကောက်ကိုအစ်စ်လှုပ်စေခြင်းနဲ့စိတ်အတကူကိုအစပြိုးစေခြင်းနဲ့အနေထားမျိုးပေးတာမျိုးဖြစ်တဲ့အတွက်အဟောင်းတွေပျက်စီးသွားတယ်အလုပ်တွေပျက်စီးသွားတယ်အလုပ်လူလျှော့တယ်တဲ့ပါသွားတယ်ဆိုအင်္ဂါသားမျိုးတိတ်စိတ်မပြတ်ပါနဲ့အကောင်းဘက်ကိုရောက်လာပါလိမ့်မယ်နော်အဲ့တော့ဘာဖြစ်ဖြစ်တော့ဒီနှစ်ကတော့80ရာခိုင်နှုန်းတော့အကောင်းအားရှိနေတယ်။အင်္ဂါသားမိတွေကိုကျွန်တော်တော့သဘောကျပါတယ်။ဘုရဟုသားမိတွေအဆိုးများတယ်။ဘုရဟုသားမိတွေဒီနှစ်ကအဆိုးများတယ်။တာမန်အားဖြင့်ကြည့်မယ်ဆိုရင်ဆိုးတယ်လို့ပြောတယ်။အဲ့တော့ဘယ်လိုဆိုးလဲဆိုတော့ လူမှာကာယပင်မန်းခြင်းစိတ်ဓာတ်ပင်မန်းခြင်းဆိုတာရှိတယ်လူတယောက်ကံဆိုးပြီဆိုရင်အဲ့နှစ်ခုပဲကာယပင်မန်းရင်ပင်မန်းပင်မန်းရင်စိတ်ဓာတ်စိတ်ပင်မန်းတယ်ပေါ့အဲ့တော့အဲ့ဒီအဆိုးတွေကိုကျွန်တော်တို့ကကြော်ခြင်းလဲဆိုရင်တကယ်လဲကျွန်တော်တို့ကကာယပင်မန်းစိတ်ပင်မန်းအောင်နေလိုက်ရင်ကံမညံ့တော့ဘူးဒါကတော့ကျွန်တော်အဲဗုဒ္ဓဘုရားကံညံ့လို့ပြောပြတာပေါ့အဲ့တော့ကာယပင်မန်းအောင်လောက်တာတော့လွယ်တယ်ဗျာဂျင်းဆော့လိုက်နော်ဂျင်းဆော့လိုက်အဲ့တော့ဗုဒ္ဓဘုရားအမိဒီနှစ်မှာခန္ဓာကိုယ်လဲတကယ်ကို ဟို body နဲ့ပတ်သက်ပြီးချိန်ချက်လုပ်ချင်တဲ့လူတွေလည်းရှိနေတယ်ဆိုတော့ဂျင်သွားဆော်လားဂျင်တော့ဆော်လို့မရဘူးကျွန်တော်ဒီနောက်မှာဂျင်လည်းမရှိဘူးဂျင်သွားဖို့လည်းအချိန်မပေးနိုင်ဘူးဘယ်လိုမျိုးဆိုရင်တော့ချွေးထွက်မဲ့လုပ်တယ်အကုန်လုံးဘုဒ္ဓဟူသားမိတွေကလမ်းလျှောက်မယ်ပြေးမယ်စပိန်နင်းမယ်နော်ဒိုက်ထိုးမယ်베ရင်ရိုက်မယ်ပေါ့ဒီလိုမျိုးတွေပေါ့နော်ချွေးထွက်မဲ့ကိစ္စတွေလုပ်ပါဒါနာနဲ့တွဲလုပ်ချင်တယ်ဆိုတော့ဖျားသွားမယ်တစ်ပြက်စီလဲမယ်နော်ဒီလိုမျိုးတွေလုပ်မယ်အဲ့တော့ကာယပင်ပန်းတဲ့ကိစ္စမျိုးတွေလုပ်ထားရင်ညံ့လာမဲ့ကိစ္စတွေဘာဖြစ်ဖြစ်ရော့သွားတယ် လျှော့သွားတယ်နော်အဲ့တော့အဲ့ဒါလေးကိုကျွန်တော်တို့ကဘုသူသားမီးနေကံညံ့ပါဖြစ်တဲ့တဲ့ကာယပယ်မန်းတာတွေလှုပ်ထားကြည့်ပါအညံ့အစိုးရောက်ပါလိမ့်မယ်အဲ့တော့စိတ်ဓာတ်ပယ်မန်းနေဆိုတော့စိတ်ပယ်မန်းခံရတာပေါ့စိတ်ပယ်မန်းခံရတာအဲ့တော့ဒီလိုနှစ်ပိုင်းနေရောက်လာပြီဆိုတော့ကျွန်တော်ကဟိုလုပ်ငန်းတွေနဲ့ပတ်သက်ရင်နည်းနည်းခက်ခဲနဲ့နေတဲ့ကိစ္စတွေမှာဝင်စင်းစားပါဝင်လုပ်ကြည့်ပါနော်လုပ်ငန်း process တွေကိုပို့ပြီးလေ့လာပါဒါပေမဲ့ကွာဝင်တန်းတယောက်ဖြစ်တယ်ကွာ marketing နဲ့ sales ဘိုင်းကျွန်တော်အိဆာဘိုင်းမဟုတ်ဘူးကျွန်တော် accounting ဘိုင်းမဟုတ်ဘူးကျွန်တော် admin ဘိုင်းမဟုတ်ဘူးကျွန်တော် producer မှမဟုတ်ဘူး operation ဘိုင်းမဟုတ်ဘူးဒါပေမဲ့ဒီနှစ်ရောက်လာပြီဆိုရင် ကျွန်တော်တို့ကအခြားအပိုင်းတွေပါလေ့လာတာမျိုးစိတ်ပင်ပန်းခံတာမျိုးဟိုကိုကအကောင့်င်းဆိုရင်အိစာနေရာကနေဝင်ပြီးတော့ဝင်ခံစားပေးတာမျိုးအိစာရဲ့အလုပ်ကိုဝင်လေ့လာတာမျိုးဒီလိုမျိုးတွေစိတ်ပင်ပန်းအောင်ပို့ပြီးတော့စိတ်ကိုအလုပ်ပေးလိုက်တာပေါ့တက်တော့တက်တာမဟုတ်ဘဲနဲ့လူကကိုလုံနေကြအလုပ်မှာဆိုရင်အများအမ်းသွားလုံနေကြဖြစ်တယ်တက်တော့တက်တာဖြစ်တယ်လေတက်တော့တက်တာဖြစ်တယ်ကားဆောင်မောင်းနေလို့ဆိုရင်မတက်တာဘူးလေနော်ငါလီဘာနဲ့ဘရိတ်နဲ့ပဲမှားနေမလားဟဲ့ငါဂီယာထိုးတာဝင်သွားတဲ့ဂီယာမှန်အောင်မှန်လာဟဲ့အောက်ငုတ်ကြည့်ရတာနဲ့ เนาะငါမီးပြတာဟော့ရလားငါ့ကိုယ်မယ်ဆိုရင်အရှိတော်နောက်တော်ဘတ်မန်တွေရောအကုန်ကြည့်အဲဒါလုံနေကြကားသမားသူ့အတူကုန်းလေးဝါပြီးမောင်းလို့ရတယ်အဲ့လိုပဲလုံနေကြအလုပ်တွေကလူတွေကစိတ်မပင်ပန်းဘူးအဲ့တော့လုံနေကြမလုပ်တာတွေလုပ်ကြည့်တယ်ဆိုစိတ်ပင်ပန်းတယ်ဒါကြောင့်ဗုဒ္ဓဥသားမင်းကြီးကဒီနှစ်ပိုင်းမှာကန်ကောင်းခြင်းစိတ်ပင်ပန်းအောင်ကိုမလုပ်ဖူးတဲ့နယ်ပယ်ဒီမှာနည်းနည်းအပင်ပန်းခံပြီးဝင်လုပ်ကြည့်ပါတာဝန်ဝင်ယူကြည့်ပါဒါမှမဟုတ်ဝင်လေ့လာကြည့်ပါဒါဆိုရင်ဗုဒ္ဓဥသားမင်းကြီးမညံ့တော့ဘူးဂျာရီကြီးကဒီနှစ်မှာကောင်းတော့ကောင်းတယ်ဒါပေမဲ့အရန်ကြီးအချိန်ဆွဲတဲ့ဂျာရီသားမင်းကြီးကံမကောင်း ဟဲလုံလုံရင်ဖြစ်ရောဖြစ်ပါမလားဒါကဒီလိုရှိတယ်အတိတ်ချင်းချင်းလုံးနဲ့ကြာပြီးသားမိတယ်ဒီနေ့ကန်ညံ့တယ်လို့မှတ်နော်ဟုတ်မလားဟုတ်မလားဟုတ်မလားစဉ်းစားတဲ့အဆင်မဟုတ်ဘူးစဉ်းကျင်တော်တရားနဲ့စဉ်းစားတဲ့အဆင်မဟုတ်တွေ့ဝေတဲ့အဆင်ရောက်တာနဲ့ကြာပြီးသားမိတယ်ကန်ညံ့ပြီနော်အဲ့တော့ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဖြစ်နိုင်တယ်ဆိုရင်ဖြစ်နိုင်တယ်ဆိုရင်ကျွန်တော်တို့ကဟိုလုံချာရှိလုံလိုက်အဲ့တော့ဖြတ်ခနဲ့ပေါ်ဆက်ခနဲ့လုံဆိုတဲ့အတိုင်း ကြံစီပေါ်လာထထလုတ်အလိုမျိုးဖြစ်မှာကြာရေးသားမိတွေအဆင်ပြေလိမ့်မယ်အဲ့တော့ဖင်ပေါ့နေဖို့လိုတယ်လုတ်ချာရှိတာထလုတ်ဖို့လိုတယ်ဖင်လေးနေတဲ့လူတွေစဉ်းစားလုံးတဲ့လူတွေနောက်နေမှလုတ်မယ်ဆိုတဲ့လူတွေအချိန်ဆွဲတဲ့လူတွေကြာရေးသားမိတွေဒီနှစ်ကန့်ညံ့ပါလိမ့်မယ်ဘာမှဖြစ်မှာမဟုတ်နော်တောက်ကြဒီနှစ်မှာအကြိုက်ဆုံးကတောက်ကြပါတောက်ကြသားမိတွေကန်အကောင်းဘက်ကိုတေချာပေါက်ရောက်လာပါပြီအော်တောက်ကြသားမိတွေနဲ့မိမိတို့အနေနဲ့အလုံငန်းစီဝါပိုင်းတော်လကောဝေးကြီးပိုင်းတော်လကောကျမကြီးပိုင်းတော်လကောတော်တော်များများမှာ တောက်ကြသားမီဒီယာကအမျက်မှိုင်းကိုရောက်နေတာဖြစ်တဲ့အတွက်ဒီနှစ်ပိုင်းမှာတောက်ကြသားမီဒီအနေနဲ့အားရစရာအကောင်းဆုံးအနေထားဘက်ကိုရောက်နေတယ်။ရောက်နေတယ်။တောက်ကြတောက်ကြသားမီဒီကိုဒီနှစ်ကတော့ကျွန်တော်ကတော့အားပေးတယ်။ကြိုးစားကြပါ။ကံပေးနေတဲ့အချိန်လူကလည်းတွန်းမယ်ဆိုရင်ကောင်းတာပေါ့ဗျာ။ဘာဖြစ်လို့လဲဆိုတော့ကံညာဝိရိယ၃ပါးလုံးပြည့်စုံသွားတယ်လေ။ကံပေးတယ်ညာဝိရိယမပါလာဘူးဆိုရင်ထင်လောက်မဖြစ်ဘူးပေါ့။အဲတော့ဟာကံလည်းပြီးတယ်ဟိငါတို့လည်းလှုပ်ကြမယ်ဟိငါတို့လည်းကြိုးစားကြမယ်ဟိငါတို့လည်းဝိုင်းဝန်းပြီးတော့ဒီနှစ်မှာပို့ပြီးအားထည့်ကြမယ်ဟိဒီလိုမျိုး လုံးမယ်ဆိုတော့တောက်တာသမီးတွေကမှန်လာတာနဲ့ပို့ပြီးတော့အောင်မြင်မှုအဆင်ပြေမှုတိုးတက်မှုတွေကိုရပါလိမ့်မယ်ဒါကတော့ကျွန်တော်တို့တောက်တာသမီးတွေကိုပို့ပြီးတော့အားပေးရလောက်ပါလောက်ပါမူလကန်စာတာနဲ့မူလရဖွားစာတာအရာလဲကောင်းတဲ့ဂျိုတွေပိုင်းရောက်နေရဆိုဒီနေ့ကလုံးဝအဆင့်တစ်ခုရောက်သွားတယ် level တစ်ခုကိုရောက်သွားနိုင်တဲ့အဆင့်ကိုဖြတ်သွားနိုင်တဲ့အထိကောင်းတယ်မူလကန်စာတာမှာနည်းနည်းနှိပ်တယ်လို့ဆိုတော့ကောင်းတော့ကောင်းတယ်သိမသိတာဘူးပေါ့မူလဖွားစာတာလဲကောင်းနေတာနဲ့တိုက်ဆိုင်နေတဲ့တောက်တာသမီးတွေဒီနေ့မှာ ဘဝကြီးကချိန်ချက်ဖြတ်သွားတဲ့အထိကိုအကောင်းဘက်ကိုရောက်လိမ့်မယ်နော်အဲ့တော့တောက်ကြသားမိနေမစိုးဘူးကံမျက်မာနေတယ်ဟေ့ကံကောင်းနေတယ်လို့ပြောလို့ရပါလိမ့်မယ်စနေသားမိတွေကောင်းအားတော့ကောင်းအားပဲဒါပေမဲ့90 60ဒီဒီရာခိုင်နှုန်းလောက်ပဲကောင်းနေဆိုတဲ့ပုံစံမျိုးတွေ့ရတယ်အဲ့တော့စနေသားမိတွေကတစ်ခါကျရင်ဒီနှစ်ပိုင်းရောက်လာတဲ့ခါကျရင်ကိုကိုတိုင်ရောက်ဟိုဘယ်လိုပြောမလဲဆိုတော့အတွေးချော်တတ်တယ်ကံကောင်းတယ်ဒါပေမဲ့အတွေးချော်တာ ချွတ်ချော်မှုတွေဖြစ်သွားတယ်အချို့နေရာလေးမှာကိုစဉ်းစားလိုက်တာပေါ့ပေါ့တန်တန်စဉ်းစားမိလို့ဖြစ်သွားတယ်ဟာငါဒါတော့လှုပ်လိုက်တော့လှုပ်လိုက်တာပဲမဟုတ်လားသူကိုလှုပ်လိုက်တာပေါ့သွားတာကိုကကိုကိုကိုမသိဘူးအဲအချို့နေရာလေးမှာဟိုလှုပ်ဆောင်ချက်တွေလှုပ်တဲ့နေရာမှာတိကျသေးကြဖို့လိုပါတယ်စေသားပြီးနေတယ်ကောင်းကြီးရဲ့သားနဲ့ပိုကောင်းတဲ့အနေထားရောက်ဖို့ဆိုရင်တိကျချာချာလှုပ်ဖို့လိုတယ်ဘာလို့ဆိုရင်ကောင်းအားအရင်ကြီးမရှိဘူးကောင်းအား50လို့ရှိတဲ့အတွက်သူများသူတဲ့စာရင်တော့ကိုတော့မစိုးဘူးပေါ့ဗျာဘာဖြစ်ဖြစ်တင်းတင်းကိုနေလို့ဘုတ်တခုလို့တဲ့စာရင်တော့စနေသားမိတွေက ကံမျက်မှောင်မှုပို့ပြီးတော့အားကောင်းတာပဲနော်ဟိုအားကောင်းတာပဲဒါကြောင့်စနေတည်းကအရင်တည်းကညံကြီးတဲ့လူအတွေးခေါ်ကောင်းတဲ့လူအရင်တည်းကပို့ပြီးတော့ဘယ်လိုပြောမလဲနေပယ်တီးတီးမှဟိုအကုန်ချိတ်ဆက်နားလဲထားတဲ့စနေသားမီးတွေကတော့တောက်ကြသားသမီးနေပါလောက်ကိုသွားပြီးတော့ကံအကောင်းဘက်ကိုရောက်မှာပါအဲ့လိုမဟုတ်ဘူးအရင်ကြီးအတွေးခေါ်နှိပ်တဲ့လူမျိုးတွေဆိုတော့စနေသားမီးတွေကအဆက်မပြေဘူးအဆက်မပြေဘူးเนาะအဲ့ဒါလေးသိစေစင်းတယ်အဲ့မှာလေကျွန်တော်အသေးစိတ်သတိထားမယ်နာမည်ရှင်တွေကိုကျွန်တော်တစ်ချက် ပြောပြခြင်းလေဟိုဒီနှစ်မှာနာမည်မှာဗုဒ္ဓဖူးနဲ့ပိတ်ထားတဲ့နာမည်ရှင်တွေကကံပူအညံ့အများတယ်ဟိုဟိုအဲ့တော့နာမည်ဟိုဘာနေဘွားဖြစ်ဖြစ်ဗုဒ္ဓဖူးနဲ့ပိတ်ထားရဲဆိုနည်းနည်းသတိထားပါဗုဒ္ဓဖူးနဲ့ပိတ်ထားရဲသတိထားပါအဲ့တော့ဒီနှစ်မှာဒိန်းလူသားမီဒီယာနာမည်ဟိုဗုဒ္ဓဖူးနဲ့ပိတ်ထားတာမျိုးဖြစ်ခဲ့သည်ရှိတော့ဘာဖြစ်ဖြစ်ကျမရင်းညံ့တဲ့တယ်နော်အဲ့တော့ဒိန်းလာသားမီဒီယာကိုနာမည်ဟာနာမည်နောက်ဆုံးမှာဝင်းတို့လိုဟိုလင်းတို့လိုရဲတို့လိုဝေတို့လိုသားပါတော့ခင်ခင်ဝေဆိုပြီးပေးထားတယ် ော်တင်းလာသားမိတယ်ထားတော့ဒီနှစ်မှာဟိုခင်ခင်ဝေတို့နော်ချိုချိုလွင်တို့ပေးထားတဲ့နာမည်မျိုးတွေဖြစ်တယ်ဆိုရင်တန်းနိုင်တယ်လည်းမြငွေကြီးနဲ့ပတ်သက်ပြီးအမှုပြဿနာဖြစ်တတ်တယ်အလိန်ခံရတတ်တယ်ငွေနဲ့ပတ်သက်ပြီးဂုဏ်တက်ကအကြဆင်းတတ်တယ်ဒါနာမည်ကိုဟုတ်တဖူးနဲ့ပိတ်လိုက်တာနဲ့ဒီနှစ်မှာကန်ညံ့နိုင်တယ်ဆိုတဲ့အချက်လေးတွေတွေ့သူရှိတယ်အင်္ဂါသားမိတွေဒီနှစ်မှာနာမည်ကိုဘုတ်တဖူးနဲ့ပိတ်ထားတဲ့လူမျိုးတွေနော်အင်္ဂါနာမည်နဲ့မဆပါနဲ့အခြားဘာနဲ့ဆက်ဆက်ဒါပါတော့ဆိုးလင်းတို့နော်ဆိုးဝေတို့နော် ဟိုဒီလိုနာမည်တွေပေးထားမိတယ်ဆိုရင်ကျမအေးညံ့တယ်နော်ကျမအေးပူအညံ့ဘက်ကိုရောက်သွားတယ်အားကြောင့်နာမည်ကိုဗုဒ္ဓဘုရင်နဲ့ပိတ်ထားရင်ညံ့တယ်ဗုဒ္ဓဘုရင်သားမီးတွေနာမည်ကိုဗုဒ္ဓဘုရင်နဲ့အပိတ်မှဲ့ထားရင်နာမည်ရှင်နေရှိတယ်အခုဗုဒ္ဓဘုရင်နေနံနဲ့မဟုတ်ဘဲနဲ့အခြားနဲ့ဆဆဗုဒ္ဓဘုရင်နဲ့ပိတ်တယ်ဒါပါတော့ဟိုယူယူဝေတို့လင်းလင်းတို့ဒီနာမည်မျိုးတွေပေးထားမိတယ်ဆိုရင်ဗုဒ္ဓဘုရင်သားမီးတွေအနေနဲ့တန်းနိုင်လောက်သတိထားပါဘယ်လိုပြောလုံးတလောက်မလို့တလောက်အဖတ်မတင်ဘူးပေါ့အဖတ်တင်တလောက်ပြန်ကုန်တယ်အဲအဲ့ဒီပြဿနာရှိတယ် နော်ဒါရီသားမီးတွေဗုဒ္ဓဖူနဲ့ပိတ်မိတာရင်ဒီနှစ်မှာပို့ပြီးတော့သတိထားရလိမ့်မယ်ကိုခိုင်ခန့်စွာလှုပ်ထားတဲ့ကိစ္စတွေအကုန်လုံးမတိမြဲတော့အဲ့တော့ဒါရီသားမီးလည်းဖြစ်တယ်နာမည်ကိုဗုဒ္ဓဖူနဲ့လည်းပိတ်ထားရဲဆိုရင် လုံးဝဖဲရိုက်တာကြက်တိုက်တာနှလုံးသုံးလုံးထိုးတာလုံးဝမလုံးနဲ့အရှိတာစီးစိမ်မှာပြုတ်တယ်နဲ့နာမည်ကိုဗုဒ္ဓဖူနဲ့ပိတ်တာနဲ့တယောက်တစ်မျိုးစီဆိုးတာချင်းမတူဘူးနော်အတော့ကြသားမီးတွေနာမည်ကိုဗုဒ္ဓဖူနဲ့ပိတ်ထားတယ်နော်သူ့ဝေဆိုတဲ့နာမည်မျိုးတွေ တီဟလင်းဆိုတဲ့နာမည်မျိုးတွေဒီနေ့မှာအဲ့လိုနာမည်ကိုတောက်ကြအကန့်မြင့်တယ်တောက်ကြကောင်းတယ်မှန်တယ်နာမည်ကိုဘုတ်တခုနဲ့ပိတ်ထားရဲဆိုရင်အိမ်တော်ကြီးအချစ်ကြီးလုံးဝအဆင်မပြေတော့ဘူးအဲ့တော့တောက်ကြသားမီးလည်းဖြစ်တယ်နာမည်ကိုဘုတ်တခုလည်းပိတ်ထားရဲဆိုဒီနေ့မှာအိမ်တော်ကြီးအဆင်မပြေတာပုံများလာလိမ့်မယ်ဟောဒါနာမည်ကိုဘုတ်တခုနဲ့ပိတ်တာနဲ့ဆိုအားပြင်းထန်သွားတာကိုပြောပြတာနော်နော်အဲ့တော့စနေသားမီးတွေနာမည်ကိုဘုတ်တခုနဲ့ပိတ်ထားမိတယ်ဆိုရင်ဒီနေ့ပိုင်ရောက်လာပြီဆိုရင်အောင်ကျော်နဲ့ပတ်သက်တဲ့ယောဂါတွေလေဖြတ်နိုင်ခြင်းရှိတဲ့အနေအထားမျိုးတွေနော်မမိအနေနဲ့အချိတ်ဆက် ဘာမှမမိတော့ဘဲနဲ့အချို့နေရာတွေမှာဟိုဘယ်လိုပြောမလဲဟိုတိတ်လွဲလွဲတယ်ပေါ့ကျွန်တော်အလုတ်အလုတ်ကန်ရတော့ကိုဟာဒါလေးဖြစ်မလို့နဲ့လွဲသွားတယ်တိတ်လွဲလွဲသွားတယ်အဲ့ဒါတွေအကုန်လုံးဖြစ်နိုင်တယ်ဒါကြောင့်နာမည်ကိုဗုဒ္ဓဘုရားနဲ့ပိတ်ထားတဲ့လူတွေအားလုံးဘိန်နေသွားမှဆိုနည်းနည်းလေးကံပိုပြီးတော့အညာဘက်ကိုသွားတယ်နော်အဲ့လိုပဲနာမည်ကိုတောက်ကြနဲ့ပိတ်ထားတဲ့လူတွေကအကောင်းများတယ်နော်နာမည်ကိုတောက်ကြနဲ့ပိတ်ထားတဲ့နာမည်မျိုးတွေနာမည်နောက်မှာတာဟနဲ့နော်တင်းငွေသားမိတယ်ဆိုရင်လည်းရှိတယ်ဗျာ เนาะအောင်သိန်းတို့အောင်သိန်းတို့အောင်တန်းတို့เนาะမင်းကလေးဆိုလည်းရှိတယ်လေဤသိန်းတို့ဤဟန်းတို့เนาะဤသိန်းတို့တင်းနေကိုတွေကိုတောက်ကြနေတာပိတ်ထားမိတဲ့ဟိုတင်းနေကိုတွေသားသမီးတွေပေါ့เนาะတင်းနေကိုတွေသားမီးလည်းဖြစ်တယ်နာမည်အပိတ်မှာတောက်ကြလည်းဖြစ်ခဲ့သည်ရှိတော့တိတာတာကျွန်တော်တို့စမ်းပွင့်တယ်လူချစ်လူခင်များတယ်လူပြိုကြီးအပြိုကြီးတွေအပြိုဟိုင်းနေတာအစာအိမ်အောင်ကြောက်ဖို့အကြောင်းဖန်လာတယ်လက်ထပ်ဖို့ရွယ်ထားတဲ့လူတွေ လွယ်လွယ်ကူကူနဲ့လက်ထပ်ပြတတ်တယ်လက်ထပ်မင်းအာဘာဖြစ်လို့ငါတို့ခဏဆိုင်းလိုက်အောင်မယ်ဘာဖြစ်လို့ငါတို့ခဏတော့ရက်လိုက်အောင်မယ်ဆိုတဲ့အနေထားမျိုးတွေကနေကင်းလွတ်ပြီးဒီနှစ်မှာလွတ်လွတ်ကင်းကင်းအဆင်ပြေပြေသာသာရာနဲ့လက်ထပ်ခွင့်ရတတ်တယ်အိမ်အောင်တဲ့ဒီဘာတွေဆိုလဲစမ်းပွင့်တာဖြစ်တယ်တခုတော့သိတာပေါ့လာပြီးတော့အနောက်ချက်တွေတော့ပွင့်နိုင်တယ်စမ်းအားအကောင်းနေတယ်ဆိုတာနော်ဒါကြောင့်လူချစ်လူခင်များတာမျိုးဖြစ်တယ်နာမည်ကိုတောက်ကြာနဲ့ပိတ်လိုက်တာအတင်းတွေကအဲ့ဒီကောင်းကျိုးခံစားရတယ်တဲလာသားမိနေနာမည်ကိုတောက်ကြာနဲ့ပိတ်ထားတဲ့ကျော်သူတို့နာမည်မျိုးတွေနော် လိုနာမည်မျိုးတွေမိန်းကလေးနာမည်မှာဆိုလဲလို့ခင်တန်းတို့ဒီလိုနာမည်မျိုးတွေဒီလိုနာမည်မျိုးတွေဒါဖြစ်ခဲ့ရင်ဒီနှစ်မှာတင်းလာသားမိတယ်အိုးရင်နေရာထိုင်ခင်းရဖို့ကံကိုပို့ပေးတယ်တောက်ကြနဲ့ပိတ်လိုက်တာနဲ့တင်းလာတွေကောင်းသွားတာနော်အဲ့တော့အိမ်ဝဲခြင်းနဲ့ခြံဝဲခြင်းနဲ့မြေဝဲခြင်းနဲ့ကွန်ဒိုဝဲခြင်းနဲ့ရှိတဲ့မြေလေးမှာအိမ်ဆောက်ခြင်းနဲ့ရှိတဲ့မြေလေးမှာတိုက်လေးဆောက်ခြင်းနဲ့ရှိတဲ့မြေလေးမှာဆိုင်ကမ်းလေးဆောက်ခြင်းနဲ့ကိုယ့်ရဲ့အိမ်ရှိမှာကိုယ့်ရဲ့အလုပ်လုပ်ဖို့အတွက်ဆိုင်လေးဆောက်ခြင်းနဲ့ဒါဒီကိစ္စတွေအားလုံးပြည့်မြောက်ဖို့အတွက်အကြောင်းဖတ်လာတယ်ဒါအနမေကိုတောက်ကြနဲ့ပိတ်လိုက်တာနဲ့ကောင်းလာနိုင်တဲ့အကျိုးကျေးဇူးတွေ เนาะအဲ့ဒါလေးတွေမှာအကောင်းတယ်အဲ့တော့နာမည်ကိုတောက်ကြနဲ့ပိတ်ထားတဲ့အင်္ဂါသားသမီးတွေကောင်းတဲ့ချက်ကဘာလဲဆိုတော့မိတ်ဆွေပေါ်လာတာမျိုးတွေရှိတယ်ဟိုချစ်သူခင်သူပေါ်လာတာမျိုးတွေရှိတယ်တောက်ကြနဲ့ပိတ်လိုက်တာနဲ့အင်္ဂါသားမီးတွေမှာမကောင်းတဲ့ချက်တော့ရှိတယ်ဘာလဲဆိုတော့တခိုးခိုးခံရတာမျိုးကြပြောက်တာမျိုးတခိုးတမြလူရခံရတာမျိုးဒါတွေတော့ရှိတယ်ဗုဒ္ဓဘုရားမီးတွေတောက်ကြနဲ့ပိတ်ထားမိတယ်ဆိုရင်ခုနကဗုဒ္ဓဘုရားတွေကန်ညံ့တယ်ဆိုတဲ့အချက်ကနေတော်တော်များများလွတ်ကင်သွားလိမ့်မယ်ဒါပဲလင်းတန့်ဆိုတဲ့နာမည်မျိုးတွေ ယူရတော်ဆိုတဲ့နာမည်မျိုးတွေပေးတာမိတဲ့ဘုဒ္ဓဘုရားမိတဲ့ဒီနှစ်မှာညံ့တော့ညံ့တယ်တောက်ကြနဲ့ပိတ်မဲ့တာဖြစ်တဲ့တွင်ညံ့တာတွေကတဝက်လောက်ပျောက်ပြတ်သွားတယ်ဒါနာမည်ရဲ့အကောင်းကျိုးကြောင့်ဒါကြောင့်ဟာငါဘုဒ္ဓဘုကံတော့ညံ့တယ်ဟာနာမည်ရတော့ငါတောက်ကြနဲ့ပိတ်ထားတယ်ဝမ်းတာလိုက်အရင်မစိုးဘူးမှနော်အဲ့ဒါလေးဒီမှာအားကောင်းပါတယ်အားကောင်းတယ်အဲ့တော့ဇာရီသားမိတဲ့နာမည်မှာတောက်ကြနဲ့ပိတ်မဲ့ထားရဲဆိုရင်အကျိုးစီးပွားလွန်စွာဖျောက်တန်းပါတယ် ိုလှုပ်ချင်တဲ့ကိစ္စကိုလုံးဝပြည့်မြောက်အောင်လုပ်ကိုင်နိုင်မယ်ကိုရီမန်းနာတာတွေဒီထက်တဲ့တွင်ပြည့်ကိုပြည့်လိမ့်မယ်ဆိုတာကိုပြီးတယ်နော်ဒါပါတော့ယောက်ျားလေးတွေမှာမြစ်တန်းလို့ပါဘူးပြီးတာရဲ့နာမည်မျိုးတွေနော်ဟိုမိန်းကလေးတွေမှာဆိုဖြိုးဖြိုးတွေတို့အာဖြိုးဖြိုးတူတို့နော်ပိုင်ဖြိုးတူတို့ဒီလိုနာမည်မျိုးတွေတော်တော်များများကဘာဖြစ်လဲဆိုတော့အကျိုးစီးပွားနဲ့ပတ်သက်ပြီးဒီတော်တော်များများမှာကျွန်တော်တို့ ဖြောက်ဖြောက်တန်းတန်းနဲ့ကိုပန်းတန်းကိုလုံးဝအပြည့်ဝရောက်တာတက်ကတ်ထားပြီးလှုပ်တဲ့ဂျာရီသားမီတွေတောက်ကြနဲ့လည်းပိတ်ထားရုံဒီနေ့မှာအဲ့တက်ကတ်ပြင့်ပြင့်မီအောင်လှုပ်ဆောင်တန်းလေးဟုတ်တောက်ကြသားမိတွေကတော့အထွေထူးပြောပြမလို့ကောင်းမိသားဖြစ်တယ်တောက်ကြနဲ့ပိတ်ရင်အကုန်ကောင်းပြီစနေသားမိတွေတောက်ကြနဲ့ပိတ်တယ်ဆိုရင်အိုးရင်နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးကောင်းလာတယ်ယာရုတိုးလာတယ်လုပ်ငန်းမှာနေရာကောင်းရလာတယ်နော်ဒီတက်တစ်စင့်မြင့်တဲ့ဘဝတစ်ခုကိုရလာတယ်အဲဝင်နှန်းဆိုတည်ကြဖို့ယာရုတိုးမယ်ယာရုကောင်းမယ်နေရာကောင်းမှာဟိုပို့ချန်ကန်ရတယ်အခုတည်းကောင်းတဲ့နေရာကိုရောက်သွားတယ်အဲဒီလိုမျိုးတွေအစားကျွန်တော်တို့အကုန်ကောင်းသွားတယ် เนาะဒါအောင်နာမည်ကိုတောက်ကြနေပြီဒါကြောင့်နာမည်ကလူကိုအချင်းချက်ဖြစ်အောင်အများကြီးလုံနိုင်စွမ်းရှိတယ်ဆိုတော့အဲ့ဒါလေးပြောပြတာเนาะအဲ့တော့ဟိုမိသားတဲ့အမေကွန်လေးတွေကျွန်တော်တို့ပြောအောင်ဘယ်နည်းနဲ့ငါနှစ်သက်မှာနိုင်ငံခြားကံကောင်းမလဲနိုင်ငံခြားနဲ့ပတ်သက်တဲ့ကံအားကောင်းစေတယ်ဆိုရဲရက်ဝေးခဲ့တဲ့ကံအားကောင်းစေတယ်ဆိုရဲဟာတယောက်နဲ့တယောက်တော့ဟုတ်တယ်ခုခုနပြောလို့မတူဘူးပေါ့เนาะအဲ့တော့အဝေးနဲ့ပတ်သက်ပြီးကံကောင်းစေတယ်ဟာဒီနှစ်ပိုင်းမှာဆိုရင်ကျွန်တော်တို့တကယ်ကြိုက်တယ်ပေါ့တကယ်ကောင်းတယ်တကယ်အဆင်ပြေတယ်ဆိုတာအင်္ဂါသားသမီးတွေအင်္ဂါသားသမီးတွေကဒီနှစ်မှာအဝေးနဲ့ပတ်သက်တဲ့ကံလေးတွေမှာနည်းနည်း အားကောင်းလာတယ်အဆင်ပြေလာတယ်အကောင်းဆုံးပြောမယ်ဆိုအင်္ဂါပဲအင်္ဂါတွေကနိုင်ငံသားနဲ့ပတ်သက်ပြီးတော့နော်ဟိုပို့ပြီးတော့ကံအားကောင်းတဲ့နေရာမှာပါပါတယ်အကြိုက်ဆုံးပြောတာပေါ့အခြားလူတွေမကောင်းဘူးပြောနေတာတော့မဟုတ်ဘူးအကောင်းဆုံးကိုပြောပြတာနော်